ဝိုင်းကောက်လောက်ကြမယ် BC လောက်ကြမယ် social panic နဲ့လောက်ကြမယ်စသဖြင့်မျိုးစုံမျိုးစုံပြောနေကြတာတကယ်လောက်ပါလားဘယ်နည်းရလောက်မလဲဘယ်နှလားလောက်မလဲဘယ်နှစ်လောက်မလဲနော်အဲ့ဒီစကားတလုံးလွန်လာနေတော့ကျွန်တော်တော့မပြောခိုင်းခြင်းဝိုင်းကောက်လောက်မယ်ဆိုတဲ့စကားကိုခင်ရစည်းချောင်းအရာ online တဲ့ပုံစံမျိုးမဖြစ်စေခြင်းဘူးကိုယ့်ကိုစဉ်းစားပါငါဝိုင်းကောက်ဒီလူကိုလောက်မယ်လို့ငါပါစက်ကထုတ်ပြောတော့မဆိုငါဒီလူပေါ်ဘယ်လောက်ထိလောက်နိုင်မလဲတကယ်အမှန်တရားပေါ်တဲ့အထိ တလပဲကြကြတနှစ်ပဲကြကြ10နှစ်ပဲကြကြတသက်လုံးပဲကြာသွားပါစေအမှန်တရားမပေါ်မချင်းငါဒီလိုကောင်မျိုးတွေကိုဘွိုင်းကော့လုံမယ်လို့အပန်သိမ့်ကန်ချနိုင်မှဘွိုင်းကော့လုံမယ်ဆိုတဲ့စကလုံးကိုပြောကြပါဘွိုင်းကော့လုံတယ်ဆိုတဲ့စကားရဲ့အတိတ်ပဲတက်ရောက်မှုတွေတန်ဖိုးမဲ့ဝါတဲ့အရာမျိုးကိုကြောက်မဖြစ်ပါစေနဲ့နော်ဘာဖြစ်လို့အခုလောဆယ်ဆိုရင်ဒါအားလုံးတိအတိုင်းတတိုင်းပြီးတော့အော်နေကြတာအဘွိုင်းကော့လုံမယ်ဘုံနေဖြစ်မယ်တွဲပူတော့ခဏအများရောက်လို့ရောက်အမောင်တောင်မှမသိတဲ့လူမျိုးတွေကျွန်တော်တို့လက်ခံလို့မရဘူး တကယ်လုံးမယ်ဆိုတဲ့ဆုံးဖြတ်ချက်ရှနိုင်မှဒီအရာကိုပြောချက်ပါနှုတ်မဆိုရင်တစ်ဖက်ရန်သူအတွက်စောက်ဘောပုံစံဖြစ်ပါအဲဒီကောင်ကြီးစောက်ဘောပါကွာအဟောနေတာပဲမမီဟိုကြည့်လိုက်တလောက်ကြိုင်ဒီကောင်ကြီးမေ့သွားလိုက်မယ်ဟမ်အာဘီနည်းနည်းမမလေးဟိုပလိုက်ကလေးလောက်ပြလိုက်ဒီကောင်ကြီးဖြောက်သွားလိုက်မယ်အဲ့ဒါလိုမျိုးကိုယ်တွေကိုအထင်သေးခံရမယ်အလုပ်မျိုးတော့ဂျေစုသူကြီးမလုပ်ကြပါနဲ့အခုတည်းမှဇန်ကီနော်အားလုံးတည်းတဲ့အတိုင်းမင်းသားဇန်ကီထွက်ပြောလာပါပြီဒီအရှက်မရှိတဲ့အောက်တန်းစားအမှုပညာတဲ့တွေကို ော့ပထမကိုပေါက်ပြောတယ်အခုဇန်ခီပြောတယ်ဇန်ခီဘာပြောလဲကျွန်တော်ဖတ်ပြမယ်အစတော့မရေးတော့ဘူးလို့တွေးနေတယ်ဒါပေမဲ့မုဒဝါဒတိုင်းပြည်ရဲ့မုဒဝါဒကိုတိုင်းပြည်ရဲ့ influence အလုံးနိုင်ဆုံးသူတွေကဝိုင်းပြီးတော့အမှန်တရားဖြစ်တဲ့အောင်ပုံဖော်တဲ့အတွက်အနေကြီးတယ်လို့ခံစားရလို့ရေးပါတယ်လူတွေမယုံတော့ပါဘူးလို့ကိုကတွေးချင်ပေမဲ့သူတို့ကိုချစ်တဲ့လူတွေတဲကဘလောက်ယုံသွားပြီလဲဆိုတာကိုပြောလို့မရပါဘူးမနေ့ညကပဲမြဝတီကဇလန်းတို့လေးကိုကြီးပြစ်ပါတယ် အစာဆုံးတေချာကြည့်လိုက်ပါလေပါပီမခစ်ကိုလုံးဝမမီတော့ညာပဲတရုတ်ဆောင်သူများစေတနာရှိရှိနဲ့လိုက်လိုက်လဲလဲတက်စွမ်းသမျှတရုတ်ဆောင်တော်တာကိုမှတ်ချက်ပြုမိတယ်မှတ်သားစရာတစ်ခုလည်းတွေ့ရတယ်ကိုတမိုင်းကိုရေးကြမှာပဲတဲ့တိတ်မှန်ပါလေဒါပြင်ချီကျူးစရာတစ်ခုလည်းရှိပါတယ်ပါဝင်သူများရဲ့တတိရှိရှိပြက်ပြက်တာတာယက်တီမှုပဲသူတို့ပြက်သားသလားကိုတွေဘက်ကရောပြက်သားနိုင်ကြမလား ချို့ကလည်းပြောကြတယ်သူတို့ကဂျင်းနဲ့ကြက်ထဲရောက်နေတော့ဖီအားတွေကြောက်လုံရတာနေမှာပေါ့တဲ့ဖြစ်နိုင်တယ်လို့တွေးမိတယ်အဲ့ဒီမှာတစ်ဆက်တည်းပြောတဲ့မင်းတို့ရောသူတို့နေရာမှာဆိုရင်ငင်းရဲမလားတဲ့ကျွန်တော်တို့ကအဲ့ဒါလိုဘဝမျိုးရောက်မှဆိုလို့အကုန်လုံးထားပြီးထွက်သွားခဲ့တာပါမူဓားတွေကိုသူတို့လို promote လုပ်ပေးရမှဆိုလို့ဂုံတိတ်ခါရှိရှိနေခြင်းလို့အောင်မြင်ဆုံးအချိန်မှာအကုန်ထားခဲ့ရတာလွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ဘူးဗျာ ကျွန်တော်ကလည်းအခုပြန်မေးမယ်သူတို့ရောအကုန်ထားခဲ့အကုန်ထားပြီးကျွန်တော်တို့လို့ထွက်သွားရဲလားကဲဇန်ခီပြောရတဲ့စကားရှင်းတယ်နော်အဲ့တော့ဝင်တဲ့ကြက်ထဲရောက်နေလို့နှစ်ဖက်လုံးကြောက်နေရလို့ဆိုတဲ့ဇကားတွေပြောစရာအကြောင်းမရှိဘူး။အဲ့ဒါလို့စင်ချေတွေပေးပြီးပြောတဲ့ဟာရှင်းရှင်းပြောရရင်ဒီမှုတာဝါဒါကြီးကိုကျူးလွန်ခြင်းလို့ခေါင်းစဉ်ရှာတာလို့ပဲကျွန်တော်တတ်မှတ်တယ်။အဲ့တော့ကျွန်တော်စပြောခဲ့သလိုပဲအခုလက်ရှိ time မှာဆိုလဲ social panic နဲ့တော်တော်လောက်ကြတယ် နော် BC လောက်ကြပေါ့ဘိုင်းကောက်လောက်ကြတယ်ပေါ့အဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့တိရမှာကကျွန်တော်တို့တွေကပါဇက်ပြောမဟုတ်ဘူးဆိုတာကိုနံပါတ်1တိအောင်လုပ်နိုင်မှုလို့တယ်အဲ့တော့ကိုယ့်ကိုမေးပါတော်လိုင်းဒီစကားကိုကျွန်တော်ဘာကြောက်ပြောလဲဆိုတော့တော်လိုင်းစခါစမှာလက်သုံးချောင်းထောင်ပြီးတော့ဒီဟာကိုတိုက်ထုတ်မယ်စန့်ကျင်မယ်အာပေါင်းအာရင်တန်တန်နဲ့ဟောခဲ့ပြောခဲ့လုံခဲ့တဲ့လူပေါင်းတန်းတဲ့ချင်းအခုဘယ်ရောက်ကုန်ပြီ အဲ့ဒီလူတွေဟာအတိမှန်သွားတာလားဒါမှမဟုတ်အကြောက်တရားကြောက်အရှုံးပေးလိုက်တာအတိမှန်တာလားအကြောက်တရားကြောက်အရှုံးပေးတာအခုနော်ဆက်လွတ်လပ်စွာပြောဆိုလို့ရမယ်ကိုယ့်ရဲ့ဆန္ဒကိုဘယ်သူ့ဘုံမှာကြောက်စရာမလိုဘဲနဲ့ဘယ်ဘက်ကိုအားပေးလဲပြောခွင့်ရမယ်ဆိုအဲ့ဒီငြိမ်ဝမ်းတဲ့သူတွေဘယ်ဘက်ကိုအားပေးမလဲအဲ့ဒါအပြည့်ရှင်းနေတယ်အဲ့တော့လက်ရှိတဘာဝအရာနော်ကျွန်တော်တို့တိုင်းပြည်မှာတော်လှန်ရေးဘက်မှာပြည်သူမယက်တည်တာလားဒါမှမဟုတ်လို့ရှိရင် လက်ရှိတော်လှန်ရေးဘဲမှာရှိတဲ့ဒူတွေဟာတကယ်ခိုင်မာတဲ့ဒူတွေလားဒါတွေကိုတကွက်ချင်းကျွန်တော်ကြည့်ဖို့လို့အဲ့တော့အခုလက်ရှိဘွန်းကဘွန်းကလည်းဒီလိုပဲနော်အဲဒီဂျော်ဒန်ရုပ်ရှင်ဟာပိုစတာစတမကျွန်တော်တွေ့တယ်ဒီဟိုနေ့တော့မလာခင်နေဝင်းတော့မလာခင်နော်ကျွန်တော်အရှိမအထိယူလာတာဒါဒါပို့ရင်လေးပဲကျွန်တော်ပြောမယ်ဒါပေမဲ့ကိုကအမှုမဲ့အမှတ်မဲ့ပဲဒါပေမဲ့နေဝင်းတို့လာတယ်မှုမဲ့အမှတ်မဲ့နေတယ်ဒါပေမဲ့ဒါတွေက ရှင်းပြောရင်နေဝင်တို့ဘာလို့ဆိုတာပထမတည်းကဟိုသူတို့ကိုဂျိုလူရဝင်ဖို့အတွက်သူတို့နေရာရဖို့အတွက်ပဲလိုက်လုံနေတဲ့ဒူလိုပဲမြင်တာပွင့်လင်းပြောကျွန်တော်ယောက်ျားတံမဲ့အတင်းပြောတော့မဟုတ်ဆိုချက်ပေါ်မှာဒဲ့ပြောတာနော်အဲ့ဒါမြင်တဲ့အတွက်အာမပေဘူးသူတချင်းနေပါရင်ခါကျတော့နားထောင်လိုက်တယ်အဲတွိုင်းလိုက်ဖွင့်ရင်ပေါ့နော်ဟိုနှစ်ချိုက်ပြီးတော့အားပေးတဲ့နေရာမှာမပေါဘူးထိုင်းရောက်လာရင်အေးဒီလောက်ပဲကိုနေဒါပေမဲ့လို့ ဒီမင်းအောင်နိုင်ကိုမွေရွက်ောက်ပွဲကိုမဲဆိုတဲ့ဟာကြီးဒီဗီဒီယိုဖိုင်တက်လာတဲ့အချိန်မှာဒီနေဝင်းတို့ဘာတို့ပါလဲဆိုတာဒါလုံးဝမဖြစ်သင့်ဘာဖြစ်လို့လဲပြီးသူအများစုတဲကိုထောပေါက်ဝင်များအခုဒိန်းတော်ပုံစံမျိုးဒိန်းတော်စစ်တပ်ကိုအားပေးတယ်ဒီပြည်သူအများစုရှိတဲ့အတိုင်းဝိုင်းနဲ့သူမဝင်ဘူးနေပါလို့မင်းတို့ကပြောတာအဲ့ဒါပြက်ပြက်တားတားမင်းတို့ရွေးချယ်မယ်ဆိုအခုအေဂျင့်မောင်းတာအေဂျင့်မောင်းကပြောတယ်တဲ့ သူဘောမနာတယ်မဟုတ်ဘူးအမှန်တရားကိုတိအောင်လို့ချပြတာပြည်သူတွေကိုအဲ့ဒီအတွက်မင်းတို့အာမပေးတဲ့နေဆိုတဲ့စကားကိုပြောတယ်ဆိုတာဒါပေမဲ့ဒါစာရေးထားတာပဲကျွန်တော်တွေ့တယ်ဒီဒီဒီအေးအေးချမ်းမောင်ဆိုကောင်ပြောတဲ့စကားကိုအိုးသူကိုယ်တိုင်ပါဇက်ကပြောတဲ့ဗီဒီယိုဖိုင်တော့ကျွန်တော်မတွေ့သေးဘူးเนาะဒါစာထဲမှာတွေ့တဲ့အတွက်ချိုးတွေပေ့နေရတဲ့ဟို တမင်တက်တဲ့ဒလူကာလမှာလူကြည့်များအောင်လို့လုတ်တင်တာလည်းဖြစ်ရင်ဖြစ်နိုင်မယ်တကယ်ပြောတာလည်းဖြစ်ချင်ဖြစ်လိမ့်မယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီထဲမှာပါနေပြီးတဲ့ကိုကနောက်ဆုံးများကျွန်တော်ရွေးချယ်ချင်မရှိဘူးပွင့်လင်းချပြဟုတ်တယ်နော်အဲကျွန်တော်တို့ကတော့ဗီဒီယိုမှနေတယ်ကျွန်တော်တို့ပေါ်လစီကားရိုက်ဖို့လမ်းငါးတယ်အဲ့ဒီတော့ကျွန်တော်တို့ကငင်းပိုင်ခွင့်မရှိဘူးငင်းပိုင်ခွင့်မရှိတဲ့အတွက်ကျွန်တော်ပြုံးဆောင်ရတယ်အဲ့တော့ကျွန်တော်တို့ချစ်တဲ့လူတွေမုန်းတဲ့လူတွေအားလုံးကိုတည့်အောင်လို့ကျွန်တော်တို့ချပြရတာပါအဲ့လောက်လေးတော့မင်းတို့မှပြောနိုင်တတ်သိရှိရမယ်ရှင်းရှင်းလေးမင်းတို့မပါဘူးဆိုရင်နော်ဒါရှင်းရှင်းလေး ဒီကားရိုက်ဖို့အတွက်ကျွန်တော်တို့မှာရွေးချယ်ပိုင်ခွင့်မရှိဘူးဒီကားတွေမရိုက်ရင်ကျွန်တော်တို့လုပ်ငန်းတွေပိတ်သွားမယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ရိုက်ကပါတယ်ပြည်သူကပြုံးဝင်လင်းလင်းချပြတယ်အဲ့ဒါဆိုရင်ပြည်သူကနားလည်ပေးလိုက်အောင်ပါနောက်ဆုံးစစ်ဘောက်ဆိုမြန်မာပြည်သူတွေကလည်းအင်မတန်စိတ်ကောင်းတဲ့လူတွေဒီမြန်မာနိုင်ငံပြည်သူတွေတော့စိတ်ကောင်းတဲ့ပြည်သူကဘာပေါ်မှာမရှိဘူးအာနာသိမ်းသွားတဲ့၃ရက်အတန်သိမ့်နေပေးတယ်ဗျာကဲဟိုမှာဒီဘောမှာအာနာသိမ်းတာထမီးချိုးတာအာနာသိမ်းတာမဟုတ်ဘူးနော်ဟိုအော်နေမြန်မာပြည်တော့မဆိုးသေးဘူးနော်ချက်ချင်းထမီးချိုးတာ ဟမ်သူ့ရဲ့ကားတွေရိုက်ခွဲအကောင်ကားတွေဆိုင်ကလေးမိရှုအစိုးရရုံးတွေမိရှုအဝင်ကြီးတွေဟိုမှာလိုက်ထုတ်လိုက်ရိုက်ထားတာကိုင်းလိမ့်လိမ့်နဲ့ဟမ်ညမာပြည်သူတွေတုံးရက်တိတိအတန်တိတ်ပေးတယ်ပြီးတယ်လမ်းပေါ်ထွက်ပြီးတော့ဣတိဇနာတော်ဆက်ပြီးတော့ဆန္ဒပြတဲ့ချိန်မှာလမ်းပေါ်ထွက်ဆန္ဒပြကြတယ်တတိုင်းပြည်လုံးမျိုးမပြောနဲ့တောမှာကွင်းမှတ်မှာရှိတဲ့တောနယ်ဘက်နေမှာရှိတဲ့လမ်းတွေဆိုတာတို့လူတွားလူလာ ရှိတဲ့လမ်းတွေမဟုတ်ဘူးအဲ့ဒါလို့လမ်းမမျိုးတွေတောင်လူပြည့်သွားတယ်เนาะ လူပြစ်သွားတယ်ဒါပေမဲ့အပြည့်အမှောက်ဘာတစ်ခုလုပ်ခဲ့တယ်အဲ့ချိန်မှာမြစ်သူဟာဒုံသားလက်နဲ့တေစင်နိုင်တဲ့ပြည်စီဘာတစ်ခုကင်ခဲ့တယ်အဲ့တော့ဒီလက်ရှိတိုင်းပြည်ပြဿနာတော့တချို့တွေကောင်းနေရှိတယ်အာမင်းတို့ကတော့ဟိုတိုင်းပြည်မှာပြည်ဘာပြည်သူချင်းချင်းတတ်နေကြတာတို့အာဒါစစ်ပွဲဆိုတာလူတွေသေးတာတို့အဲ့ဒါဟောင်လှူကြတာဆိုဆိုစကားမျိုးနဲ့တော်လိုင်းရဲ့ဘက်အချမ်းဟိုပြောချင်တဲ့ပုံစံမျိုးမတိရင်တို့ကဂျားတဲ့ပြည်သူပေါ့ခမ်းနာပြည်သူပဲခမ်းနာလို့ ကောခန်းတာပြည်သူပဲခန်းဆိုအာနာသိန်းလုံးကပြစ်တက်ခံထိတာဘယ်လူတွေခန်းတာဆိုအာနာသိန်းလုံးပြစ်တက်ခံထိတာပြည်သူတွေလေအဲ့ဒီပြည်သူတွေပြစ်တက်ခံထိမှဒီပြည်သူတွေဟာတွေ့ရလက်နဲ့ကောက်ဆွဲကြတာလေစာအုပ်ဆုံးဆွဲဆွဲချင်းမှာလောက်လေးခွာတွေ့လောက်လေးခွာနဲ့ပြစ်ကြတာအုတ်ခဲတွေ့အုတ်ခဲနဲ့ထုနေရတာလေတနက်ကင်ထားတဲ့ကောင်တွေကိုမခံနိုင်တော့ပြန်လို့ရင်းနဲ့အခုအနေထားရောက်လာတာအဲ့တော့အခု PD ရဲ့ထဲမှာလက်နက်ကင်ထားတဲ့ PD ရဲ့အားလုံးဟာမိုးဘွားကြလာတဲ့ဖန်ဆင်းရှင်တွေမဟုတ်ဘူးဒီကြီးကြီးကထွက်လာတဲ့ဖန်ဆင်းရှင်တွေမဟုတ်ဘူး ဒီပြည်သူတွေကပြည်သူပဲတစ်ချိန်ကတို့ငိမ့်ချမ်းစွာနဲ့အာနာမသိမ်းပါနဲ့ပြောခဲ့တဲ့ပြည်သူတွေသူတို့တွေငိမ့်ချမ်းစွာပြောတော့မင်းတို့တွေအဲ့စကားပြောပါလားဟမ်ပြောအခုစစ်ကြောင်ပင်ရတာလို့ဟိုစစ်ဘေးကြောင်ပြည်သူတွေဒုက္ခရောက်နေတာပြောတဲ့ဗစက်ပေါက်တွေမင်းတို့အဲ့ဒီပြည်သူတွေတက်ခံထိတဲ့အချိန်မင်းတို့ဗစက်ပေါက်တွေမဆုံထားငါ့ကိုပြောပါအခုပြည်သူကမခံနိုင်လို့ရရနဲ့စောင်းဆုံးချက်ကစားဆိုတဲရေးလေးကာပြီးတော့မှဟဲ့ကက်တက်နဲ့လေးတွေနဲ့ အာဘီဂျီထမ်းပြီးထုခံထိတယ်နော်မြို့လည်းကောင်းဟုတ်အဲ့ဒီချိန်မှာငါတို့ပြည်သူလက်ထက်မှာဂက်တက်တက်ပဲရှိတယ်အဲ့ဒီချိန်မှာမင်းတို့တားလေဟာပြည်သူကအာဘီဂျီနဲ့မြို့လည်းကောင်းထုတော့ဒါအိမ့်မဲ့မရှိဘူးဒါအတန်းဖက်စတဲ့ပြင်မင်းတို့ကြိုက်တယ်လို့អော်လို့ရဒါပေမဲ့အဲ့ချိန်မှာအခုပြောနေတဲ့ကောင်ကြီးអော်ခဲ့တာဟောအခုပြည်သူကမခံနိုင်လို့ခြာရင်ခြာရင်ပြည်သူကိုပြည်သူကူရင်အနေထားတစ်ခုရောက်လာတဲ့အချိန်ကျမှဘာဖြစ်လာလဲအမေဟိုစစ်ပွဲကြောင့်ပြည်သူတွေရတာတော့ဂျားတွေကဂျားညက်တယ်ဆိုတာရှိတည်တယ်အမေ ်မတည်တော်လှန်ရေးဘက်မှာနေတဲ့လူတွေကမိုးဘွားဆင်းလာသလိုလိုမြေကြီးတွေကထွက်လာသလိုလိုဟမ်အဲ့ဒီပါဇက်ပေါက်တွေငါမေးချင်တယ်ဟမ်အဲ့ဒါတွေကလေဘာပြည်သူဘက်မှာမဟုတ်စောက်ဖို့တွေပြောတဲ့ဟာတွေဟိုပြည်သူအယောင်ဆောင်ပြီးတော့တို့မဲ့လင်တွေခွေးမျိုးပြုတ်ဖို့ဖြစ်နေလို့အခုမှထွက်ပြီးတော့ဂျင်းထဲတဲ့ဟာတွေအဲ့တော့ကျွန်တော်ဒီဗီဒီယိုဖိုင်အစကိုပြန်ပြောချင်တာကအခုထိုင်းမှာဆိုရင်အကောက်တွေတောင်တင်ပေးနေတာတွေ့တယ်ကျွန်တော်ဒီနေ့ထိကျွန်တော်မတင်ပေးသေးဘူးเนาะဘဒုကိုအဲ ဘီစီလောက်ပါဘဒုကိုတော့ဘွိုင်းဘာဘာဖြစ်နေကြမလဲကျွန်တော်ဘဒုမပြောသေးဘူးဘာဖြစ်လို့လဲလုံနိုင်လားပြောတဲ့သူအားလုံးဟာပြောသလိုလုံဖို့လိုတယ်အများရောင်လို့ရောင်အားဘီစီဘီစီဘီစီအာပီယိုပီယိုအားလက်ခုပ်ပါတီအခြေဆုံးမှာဆိုဒါပြောမှမဖြစ်သင့်ဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ပြည်သူဟာဘလောက်ပြတ်သားလဲဘလောက်အားကောင်းလဲဘလောက်စီကန်းရှိလဲဆိုတာကိုကျွန်တော်တို့ပြဖို့လိုတယ်ဒါကြောင့်မို့လို့ဘွိုင်းကော့ဘွိုင်းကော့အော်မယ်ဆိုရင်မအော်ခင်ကိုကိုစဉ်းစားပါ ငါဘလောက်ထိဘဝင်ကောလုံနိုင်ပါလဲခဏလောက်လုံယုံနေနဲ့တော့မအော်ပါနဲ့လို့တောင်းဆိုချင်ပါတယ်နော်အဲ့တော့အခုလို့ထွက်ပြောပေးနေနော်ပရမတ္တရဆိုရင်ကိုပေါ့ဒါအခုဆိုရင်ကိုဇန်ထီပေါ့နော်ဒါပြည်သူချစ်တဲ့အမှုပညာရှင်တွေကနေအခုလို့ထွက်ပြောပေးတာကိုကျေးဇူးတင်ပါတယ်ခင်ဗျားတို့ကတောင်းဝင်ကြေတာတစ်ခါကိုပို့နေပါတယ်နော်ပြည်သူကတော်လှန်ရေးမလုပ်လို့ဘယ်သူ့ကိုမှအပြစ်မမြင်ပါဘူးအပြစ်တော့အတော်လှန်ရေးမလုပ်တဲ့သူကိုအပြစ်တော့မြင်နေအဲ့ဒီမြင်တဲ့လူက တစ်ဖက်စောင်းသိဖြစ်သွားပါလိမ့်မယ်နော်တော်လှန်ရေးမလုပ်တဲ့သူကိုအပြစ်မြင်ခွင့်မရှိဘူးအမြင်မတူတဲ့သူကိုအပြစ်မြင်ခွင့်မရှိဘူးရန်သူလို့ထင်ဖို့ဆိုတာအဝေးကြီးဒါပေမဲ့ရန်သူနဲ့ပေါင်းတဲ့ရန်သူအကျိုးဖြစ်တော့အောင်ပြည်သူတွေအကျိုးရုပ်အောင်လှုပ်လာပြီဆိုရင်အဲ့ဒီကောင်ကရန်သူပဲအဲ့ဒီလောက်ကိုကျွန်တော်သွားလုံလဲကျွန်တော်ရန်သူပဲအဲ့လောက်ကောင်မျိုးပါဇက်နဲ့ပြောရုံနဲ့မဟုတ်ဘူးလက်တွေ့ပါလှုပ်တင်လှုပ်ပါဒါကြောင့်မို့လို့ကျွန်တော်တို့တွေရရှင်းပါတယ် တော်လှန်ရေးမလုပ်ယုံအမြင်မတူယုံလူတွေကိုကျွန်တော်တို့ဘာမှပြောပိုင်ခွင့်အောင်မရှိဘူးလှုပ်ဖို့နေကြတာအေးတော်လှန်ရေးဘက်ကိုအကျိုးရောက်အောင်ဒီပြည်သူတွေကိုအကျိုးရောက်အောင်ရန်သူဖြစ်တဲ့ဒီအာနာရှင် လူတစု ကောင်းစားအောင်ဒီအာနာရှင်လူတစု ထွက်ပေါက်ရအောင်ဝိုင်းဝန်းကူညီပံ့ပိုးပူးပေါင်းပေးသူမှန်တယ်များဟာရန်သူပဲဖြစ်တယ်ဒါကြောင့်မလို့အာနာတိန်အကျန်းဖက်အဖွဲ့နဲ့သွားပေါင်းတဲ့လူမှန်တယ်များဟိုအကျန်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့အရေးယူဝင်ရှိတယ်ကျွန်တော်ပြောတာမဟုတ်ဇော်မဲလုံးပြောထားတာသွားကြည့်အကျန်းဖက်တမားတွေနဲ့အတူတူရှင်တွဲနေထိုင်ရင် အကျန်းဖက်ဥပဒေနဲ့အရေးယူမိရှိပါတယ်တဲ့အဲ့တော့မင်းအောင်လှိုင်ဒီနိုင်ငံတော်ကိုမနဲ့9နိုင်မှအာနာတိန်တာမနဲ့9နိုင်မှကာလုံစည်းဝေးခေါ်တာဖြစ်တဲ့အတွက်မင်းအောင်လှိုင်ဒီနိုင်ငံတော်ပုံကန်ထားတဲ့ရာဇဝတ်ကောင်လက်ရှိပြည်သူကိုတတ်နေတဲ့အကျန်းဖက်စစ်တွေးကြွကောင်အဲ့ဒီပြည်သူကိုတတ်နေတဲ့လူသက်သမားအကျန်းဖက်နဲ့ပါဝင်ပူးပေါင်းပတ်သက်သူမှန်တမျှဟာအကျန်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အရေးယူဝင်ရှိတယ်ဒါရှင်းရှင်းလေးပဲ เนาะအဲ့တော့ကျွန်တော်တို့တွေလက်တွေ့ကြတဲ့အလုပ်တွေလုပ်ကြတာပိုကောင်းမယ် social ဒီ white box ဆိုတဲ့ဟာကနည်းနည်းပော့သေးတယ်เนาะလက်တွေ့ကြတဲ့အလုပ်တွေကိုပြက်ပြက်တတ်တတ်လုပ်ကြမယ်အချိန်တန်တယ်